မဖိတ်ခေါ်ပါရယ်ဟာမင်္ဂလာပါရှင်အေးမင်္ဂလာပါသမီးရယ်သမီးကညီမဆန်းဆန်းဝတ်စားလေးနဲ့လာပြိုင်တာနော်ဘာသင်းဆိုဖို့ရည်ရွယ်ထားလဲဒါမျိုးလေးဝတ်လာသမီးဖေဖေကိုလွမ်းလို့အေးသမီးဖေဖေကိုလွမ်းလို့အဲ့တော့စုံမဲ့တခြင်းရမယ်ဖေဖေတာရုခေါ်ပါ။ဟောဖေဖေတာရုဖေဖေတာရုခေါ်ပါ။ဟောအဲ့ဒီသင်းဖေဖေကိုလွားလို့ဆိုမှာ။တဲ့အဲ့ဆိုရင်တမီးရဲ့နာမည်လေး။ညမြတူပါရှင်။ မြင့်မြတ်သူတမီးပြီးတော့ဘယ်ကလာပြိုင်လဲပြီးတော့ဘယ်နှတန်းရောက်ပြီလဲအသက်ဘယ်လောက်ရှိပြီလဲပြောပြအောင်တမီးခုလာပြိုင်တာကတော့ရန်ကုန်တိုင်းဒေသကြီးကြီးမနိုင်မြို့နယ်အေးရွာနောက်ပိုင်းမှလာရှင်ပြိုင်တာဖြစ်ပါတယ်ရှင်တမီးခုကြောင်းတက်နေတာတော့အေးရွာအမက73ပညာသင်ကျားနေပါတယ်ရှင်တမီးအသက်ကတော့7နှစ်ပါအော်ဒါမေးစရာကြံသေးတော့ရပါပြီရပါပြီတော်တော်ပြည့်စုံတော်တော်ပြည့်စုံပါဟုတ်ပြီအဲ့တော့တမီးကိုဒီနေရာထိလိုက်ပြီးပတ်မိုးဖေးရဲ့တမီးမိသားစုဝင်ဘယ်သူပါခဲ့လဲ တမီးရဲ့ဆရာကြီးဦးအောင်မျိုးပါတမီးရဲ့ဆရာကြီးဩတမီးဆရာကြီးဟလာကဲဒါဆိုရင်တမီးရဲ့ဆရာကြီးကနေတမီးလေးအစိုးမပြိုင်ခင်မှာအားရှိသွားအောင်အားပေးစကားလေးတစ်ခွန်းလောက်ချီးမြှင့်ပေးပါအောင်ဗျာဆရာသဘဲစူးစမ်းမှုကြီးအောင်မြင်ပါစေလို့အဲစူးစမ်းမှုအောင်မြင်ပါစေအောင်မြင်ပါပါနော်နော်ဟုတ်ပြီတမီးရှင်ပြိုင်မဲ့ဖေဖေတာရုခေါ်ပါတချင်းကိုအားလုံးနဲ့တူတူဦးလေးနားထောင်နေမယ်နော် 大哭吧，飞。 work. တမီးအဲ့ဒီခံစားချက်အပြည့်နဲ့ဆိုလိုက်တာအကဲဖြတ်တိုင်းနေလဲမျက်ရည်ကြကုန်ပြီတမီးတွေမဟုတ်ဘူးဥရောပရဇနာနှစ်ယောက်လုံးလဲအောက်မှာထိုင်ရင်စင်မတက်တော့မှမလို့မနေမျက်ရည်တုတ်ပြီးတက်လာတမီးလိုပါပဲ